င်ကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးမယ့်စီဇန်ကတော့မင်းသမားရဲ့ weekly sport စီဇန်ပဲဖြစ်ပါတယ်ဒီစီဇန်မှာတော့တပတ်အတွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှုစားလိုက်ကြရအောင်ပါရှင်2030ကမ္ဘာဖလားကို64သန်းအထိတိုးချဖို့တောင်အမေရိကရဲ့တောင်ဆိုမှုကိုအာရှဘောလုံးအဖွဲ့ချုပ် AFC ကကန့်ကွက်ခဲ့ပြီးဒီလိုအရေးအတွက်တိုးမြင့်တာကရှုပ်ထွေးမှုကိုဖြစ်စေလိမ့်မယ်လို့ပြောပါရယ် စပိန်ပေါ်တူဂီနဲ့မော်ရိုကိုတို့ကအင်ရှင်အဖြစ်လက်ခံကျင်းပမဲ့နှစ်တရာပြည့်ကမ္ဘာဖလားပြိုင်ပွဲမှာဥရုဂွေအာဂျင်တီးနားနဲ့ပါရာဂွေတို့မှလည်းသုံးပွဲကစားဖို့စီစဉ်ထားပြီးဖြစ်သလိုအသင်း48သင်းကိုလက်ခံဖို့သတ်မှတ်ထားပြီးဖြစ်ပါတယ် 2030ကမ္ဘာဖလားကို64သင်းအထိတိုးချဲ့ဖို့တောင်အမေရိကရဲ့တောင်းဆိုမှုကိုအာရှဘောလုံးအဖွဲ့ချုပ် AFC ဥက္ကဋ္ဌရှိတ်ဆယ်မန်ဘင်အီဘရာဟင်အယ်ခါလီဖာကကန့်ကွက်ခဲ့ပြီးဒီလိုအရေးအတွက်တိုးမြင်တာကရှုပ်ထွေးမှုကိုဖြစ်စေလိမ့်မယ်လို့ပြောပါတယ်။ စပိန်ပေါ်တူဂီနဲ့မော်ရိုဂိုတို့ကအင်ရှင်ဖြစ်လက်ခံကျင်းပမယ်နှစ်တရာပြည့်ကမ္ဘာဖလားပြိုင်ပွဲမှာဥရုဂွေးအာဂျင်တီးနားနဲ့ပါရာဂွေးတို့မှလည်းသုံးပွဲကစားဖို့စီစဉ်ထားပြီးဖြစ်သလိုအသင်း48တင်းကိုလက်ခံဖို့တတ်မှတ်ထားပြီးဖြစ်ပါတယ်။ဒါဟာ1930ခုနှစ်ဥရုဂွေးမှာ ပထမဆုံးကျင်းပခဲ့တဲ့ပြိုင်ပွဲမှာပါဝင်ခဲ့တဲ့73တင်းထက်များစွာတိုးမြင့်လာတာဖြစ်ပါတယ်။ ကျွန်တော်တိုးချင်းအနေနဲ့တော့သဘောမတူဘူးလို့ဘာရင်းကောင်းဆောင်ဆယ်မန်က AFP ကိုပြောကြခဲ့ပြီး2030ပြိုင်ပွဲအတွက်အသင်း48သင်းနဲ့သတ်မှတ်ပြီးသားမို့ဒီကိစ္စကပြီးဆုံးသွားပြီလို့လည်းထည့်သွင်းပြောဆိုခဲ့ပါတယ်။တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Alejandro Roaming Guas က2030ကမ္ဘာဖလားမှာတချိန်တည်းသာအသင်း64သင်းပါဝင်ရှင်ပြိုင်ခွင့်ပေးဖို့ FIFA ကိုတောင်းဆိုခဲ့ပါတယ်။ တောင်အမေရိကမှာပွဲစဉ်၃ပွဲသာလက်ခံကျင်းပမယ့်အစားအုပ်စုတွေတဲကအုပ်စုတစ်ခုရဲ့ပထမအဆင့်ကိုကျင်းပပေးဖို့လဲဒိုမင်ဂွတ်စ်ကတောင်းဆိုခဲ့ပါတယ်။အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုတို့ကအင်ရှင်ဖြစ်လက်ခံကျင်းပမယ့်၂၀၂၆ကမ္ဘာဖလားမှာ၃၂သင်းကနေ၄၈သင်းအထိတိုးချဲ့ဖို့စီစဉ်ထားပါတယ်။ တကယ်လို့ဒီကိစ္စကပြောင်းလဲဖို့အလားအလာရှိနေသေးတယ်ဆိုရင်တော့ပြိုင်ပွဲကို64သင်းအထိတိုးချဲ့ဖို့တကားဖွင့်ပေးရုံသာမကတစုံတူကအသင်းရေအတွက်ကို132သင်းအထိတိုးမြင့်ဖို့တောင်းဆိုလာနိုင်တယ်လို့ဆယ်မန်ကကွာလာလမ်ပူမှာကျင်းပတဲ့35ကြိမ်မြောက် AFP ညီလာခံရဲ့ပြင်ပမှာပြောပါတယ်ဒီလိုသာဆိုရင်နောက်ဆုံးဘာဖြစ်ကုန်မလဲရှုပ်ထွေးမှုတွေဖြစ်ကုန်တော့မှာပေါ့လို့သူကဆိုပါတယ် ဒါပေမဲ့အသင်း48သင်းနဲ့ကျင်းပမဲ့ Sorry Arabia ရဲ့2034ကမ္ဘာဖလားပြီးမှပြောင်းလဲမှုတွေလုပ်ဖို့ AFC ဥက္ကဋ္ဌကညှင်းပယ်ခဲ့တာတော့မဟုတ်ပါဘူးတကယ်လို့ကျွန်တော်တို့ကနောက်ဆက်တွဲပြိုင်ပွဲတွေအကြောင်းဆွေးနွေးခြင်းဒါကကွဲပြားခြားနားတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့သူကဆိုပါတယ် UFA ဥက္ကဋ္ဌ Alexander Seferin ကဒါကိုအကြံစိုးလို့ပယ်ချခဲ့ပေမဲ့ FIFA အထွေထွေအတွင်းရေးမှူး Matthias Greckstrom ကကမ္ဘာဘောလုံးအဖွဲ့ချုပ်ဟာတောင်အမေရိကရဲ့အဆိုပြုချက်ကို လေးလာဆန်းစစ်မယ်လို့ပြောပါရယ်။လေးလာဖို့လိုအပ်တဲ့အရာများစွာရှိတယ်။ကျွန်တော်တို့တွေချိန်ယူပြီးလူတိုင်းနဲ့တိုင်ပင်ဆွေးနွေးသွားမယ်လို့သူကဆိုပါရယ်။ စီးပွားရေးဆိုင်ရာဆွဲဆောင်မှုအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေမှုနဲ့အတူအမျိုးသမီးထိတ်တန့်အားကစားကမ္ဘာတဝန်းဝင်ငွေဟာ2025မှာဒေါ်လာ1ဘီလီယံကျော်လွန်ဖို့မျှော်မှန်းထားကြောင်းဒီလွိုက်ဘန်ဒါရေးကျွမ်းကျင်သူတွေအစိုးရသိရပါဗျာ။ ပွဲရဝင်ငွေစီးပွားရေးဆိုင်ရာဝင်ငွေနဲ့ရုပ်သံဝင်ငွေတွေကိုပေါင်းဆက်ခြင်းဖြင့်2024မှာဒေါ်လာ1.88ဘီလီယံရှိရာကနေ2025မှာကမ္ဘာလုံးဆိုင်ရာဝင်ငွေဒေါ်လာ1.35ဘီလီယံယူရို1.15ဘီလီယံအထိတိုးလာမယ်လို့ကမ္ဘာကျော်ဗန်နာရေးကုမ္ပဏီကမတ်လ18ရက်နေ့အင်္ဂါနေ့မှာပြောပါရယ်စီးပွားရေးဆိုင်ရာဆွဲဆောင်မှုအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေမှုနဲ့အတူအမျိုးသမီးထိပ်တန်းအကစားကမ္ဘာတဝန်းဝင်ငွေဟာ2025မှာ ဒေါ်လာ2ဘီလီယံကျော်လွန်ဖို့မျှော်မှန်းထားတယ်လို့ဒီလွိုက်ပန်ဒါရဲ့ကျွမ်းကျင်သူတွေအဆိုအရသိရပါဗျ။ပွဲရဝင်ငွေ၊စီးပွားရေးဆိုင်ရာဝင်ငွေနဲ့ရုပ်သံဝင်ငွေတွေကိုပေါင်းစပ်ခြင်းဖြင့်2024မှာဒေါ်လာ1.88ဘီလီယံရှိရာကနေ2025မှာတော့ကမ္ဘာလုံးဆိုင်ရာဝင်ငွေဒေါ်လာ1.35ဘီလီယံယူရိုအနေနဲ့1.15ဘီလီယံအထိတိုးလာမယ်လို့ကမ္ဘာကျော်ဗန်ဒါရဲ့ကုမ္ပဏီက March 18ရက်အင်္ဂါနေ့မှာပြောပါရယ်။ ဒါဟာလင်းနဲ့အတွင်240ရာခိုင်နှုန်းတိုးလာတာကိုပြသမှာပါ။ Deloitte က2022ဈေးကွက်တန်ဖိုးကိုဒေါ်လာ692တန်းလို့သတ်မှတ်ခဲ့ပါတယ်။အမျိုးသမီးအားကစားကဏ္ဍကကမ္ဘာစဉ်မြန်မာဆက်လက်တောက်ပနေတာကြောင့်သူတို့အားကစားနဲ့ကစားသမားတွေရဲ့စီးပွားရေးဆွဲဆောင်မှုကအရင်ကထက်အခုပိုပြီးမြင့်မားနေတယ်လို့ဒီလိုက်အားကစားစီးပွားရေးအဖွဲ့က Jennifer Haskell ကပြောပါတယ်။သူမကအမျိုးသမီးအားကစားတိုးတက်မှုဟာ အကန့်သက်ရှိတဲ့အရင်းမြစ်တွေကြားကနေအမျိုးမျိုးသောပြိုင်ပွဲတွေ၊ league တွေ၊ club တွေနဲ့အားကစားသမားတွေကတိတာထင်ရှားတဲ့အကျိုးမြတ်တွေပြန်ဖြစ်ပေါ်စေလို့မျှော်မှန်းထားတာထက်ပိုကျော်လွန်ပြီးတော့ဆက်လက်တိုးတက်နေတာလို့ဖြစ်စွာပြောကြားခဲ့ပါတယ်။အရေးကြီးတာကအမျိုးသမီးအားကစားနယ်ပယ်ဟာရင်းနှီးမြှုပ်နှံမှုနဲ့ရဲရဲဝံ့ဝံ့လှုပ်ဆောင်မှုတွေကနေတဆင့်တိုးတက်ပြောင်းလဲနေတဲ့ဖွဲ့စည်းပုံတွေနဲ့အမွေနှစ်စီစဉ်တွေကိုအာရုံစိုက်ဖို့အတွက်ရေတိုးအမြင်နဲ့အတိုင်းတာမှုတွေထက်ကျော်လွန်သွားနေတာပါ။ ဝင်ငွေအများဆုံးရရှိစေတဲ့အားကစားနှစ်မျိုးကဘက်စကတ်ဘောနဲ့ဘောလုံးတို့ဖြစ်ပါတယ်။အင်္ဂလန်မှာကျင်းပမဲ့2025အမျိုးသမီးရပ်ကီကမ္ဘာဖလားဟာလက်မှတ်အများဆုံးရောင်းချရပြီးဖြစ်ကြောင်းနဲ့ဘရာဇီးလ်မှာကျင်းပမဲ့2029ဖီဖာအမျိုးသမီးကမ္ဘာဖလားဟာထွန်းသစ်ဆဈေးကွက်ကိုဝင်ရောက်ဖို့ရည်ရွယ်ထားကြောင်းဒီလိုက်ကပြောပါတယ်။အဓိကပြိုင်ပွဲကြီးတွေဟာမြင်သာမှုနဲ့ပါဝင်မှုကိုတိုးမြင့်ပေးပေမဲ့အဲ့ဒီလိုအရေးပါတဲ့အခိုက်အတန့်တွေပြီးတဲ့နောက်မှာလိဂ်တွေနဲ့ကလပ်တွေအတွက် ပြည်ရမ်းမှာအောင်မြင်အောင်ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ဖို့လိုအပ်တယ်လို့ Haskell ကပြောပါရယ်။ပွဲတစ်ခုကိုလက်ခံကျင်းပရုံနဲ့မလုံလောက်တော့ပါဘူး။ပွဲစဉ်စဉ်သူတွေအနေနဲ့ရရဲ့ဝန်းဝန်းလှုံ့ဆော်ပြီးချန်ပီယံဖြစ်တဲ့နောက်မှာတော့ပြည်သက်တွေကိုဆွဲဆောင်နိုင်ဖို့နဲ့ပောင်ဝင်မှုကိုမြင့်တင်ဖို့နီလန်သက်တွေကိုစဉ်းစားရပါမယ်လို့ဆိုပါရယ်ရှင်။ပရီးမီးယားလိဂ်ဥဆောင်သူလီဗာပူးအသင်းဟာ73နှစ်အတွင်းမှာပထမဦးဆုံးအကြိမ် Adidas နဲ့သူတို့ရဲ့ web song sponsor အဖြစ်ပြန်လည်ပူးပေါင်းသွားမှာဖြစ်ပါတယ်။ ီဗာပူးဟာ1985 96နဲ့2006 22ခုနှစ်တွေအတွင်းမှာအရင်ပူးပေါင်းမှု အပြီးမှာနာမည်ကျော်ဂျာမန်အားကစားအသုံးဆောင်ကုမ္ပဏီနဲ့တတိယအကြိမ်ပြန်လည်လက်တွဲခဲ့တာဖြစ်ပါတယ်ပရီးမီးယားလိဦးဆောင်သူလီဗာပူးအသင်းဟာ73နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်အက်ဒီဒတ်စ်နဲ့သူတို့ရဲ့ဝတ်ဆောင်စပွန်ဆာဖြစ်ပြန်လည်ပူးပေါင်းသွားမှာဖြစ်ပါတယ်။ လီဗာပူးဟာ1985-96နဲ့2006-12ရာသီတွေအတွင်းအရင်ပူးပေါင်းမှုအပြီးမှာနာမည်ကျော်ဂျာမန်အားကစားသုံးဆောင်ကုမ္ပဏီနဲ့တတိယအကြိမ်ပြန်လည်တွဲခဲ့တာပါ။အဲဒီနောက်ပိုင်းကဆလို့လီဗာပူးဟာဝါရီယာ၊နယူးဘယ်လန့်စ်နဲ့မကြသေးခင်က Nike တို့ရဲ့ဂျာစီတွေကိုဝတ်ဆင်ခဲ့ပါတယ်။သဘောတူညီချက်အစ်စ်အရာ ကလပ်မှာရှိတဲ့အမျိုးသားအမျိုးသမီးနဲ့လူငယ်အသင်းအလုံးအကျုံးဝင်ပါတယ်။ လီဗာပူးဟာစာချုပ်ပါငွေကြေးအသေးစိတ်တွေကို ထုတ်ဖော်ပြောကြားတာမရှိခဲ့ပါဘူး။ဒါပေမဲ့ဗြိတိန်မီဒီယာတွေကတစ်နှစ်ပေါင်တန်း60အထက်နဲ့၅နှစ်စာချုပ်ချုပ်ဆိုခဲ့တာလို့ဖော်ပြခဲ့ပါလေ။အရင်ပူးပေါင်းဆောင်ရွက်မှုတွေအတွင်ဝစ်ဆင်ခဲ့တဲ့ဂျာစီတွေဟာဖန်ပြီးခဲ့ဘူးသမျှတဲကအကောင်းဆုံးတစ်ချို့ဖြစ်တယ်လို့ Editors အမှုဆောင်အရာရှိချုပ်ဘဂျွန်ဂူဒန်က ထုတ်ပြန်ကြမှာပြောပါလေ။ ကစားသမားတွေကိုအမြင့်ဆုံးအဆင့်မှာဆွမ်းဆောင်နိုင်ဖို့အတွက်နောက်ဆုံးပေါ်နည်းပညာတွေကိုတဖန်ပြန်လဲပံ့ပိုးပေးရတာအတွက်ဂုံယူဝမ်းမြောက်မိပြီးပြည်သက်တွေအတွက်နောက်ထပ်ကံဝင်ဆန်တဲ့ဖန်တီးမှုတွေကိုမျှော်လင့်ထားပါတယ်။လက်ရှိပရီးမီးယားလိအသင်းတွေတဲ့ဝတ်ဆောင်စပွန်ဆာတန်ဖိုးအမြင့်ဆုံးအဖြစ်ရပ်တည်နေတဲ့အသင်းက Manchester United ဖြစ်ပြီး Adidas နဲ့ချုပ်ဆိုထားတဲ့စာချုပ်အရတစ်နှစ်ကိုပေါင်တန်း90ရရှိနေပါတယ်။ နယူးဂျာစီမှာကျင်းပမဲ့2026ကမ္ဘာဖလားပြိုင်ပွဲဘူလူပွဲမှာစူပါဘိုးလိုမျိုး half time show အားလက်ချိန်ဖြောပြေးရေးပါဝင်ခြင်းဖြင့်သမိုင်းဝင်ဖြစ်စေမယ်လို့ကမ္ဘာဘောလုံးအဖွဲ့ချုပ်အကြီးအကဲဂီယာနီအင်ဖန်တီနိုကပြောဆိုခဲ့ပါတယ်။ Coldplay ဂီတအဖွဲ့တွင်ဖြစ်ကြတဲ့ Chris Martin နဲ့ Phil Harbero ကဖြောပြေးမဲ့အမှုပညာရှင်တွေကိုဆုံးဖြတ်မှာဖြစ်တယ်လို့ FIFA ဥက္ကဋ္ဌအင်ဖန်တီနိုကပြောပါတယ်။နယူးဂျာစီမှာကျင်းပမဲ့2026ကမ္ဘာဖလားပြိုင်ပွဲဘူလူပွဲမှာ ဆူပါဘောလိုမျိုး half time show အားလက်ချင်းပြောပြရေးပါဝင်ခြင်းအဖြစ်ပထမဝင်စီမယ်လို့ကမ္ဘာပေါ်လုံးအဖွဲ့ချုပ်အကြီးအကဲ Gianni Infantino ကပြောပါရယ် Coldplay ဂီတအဖွဲ့ဝင်တွေဖြစ်တဲ့ Chris Martin နဲ့ Phil Harvey တို့ကပြောပြမဲ့အမှုပညာရှင်တွေကိုဆုံးဖြတ်မှာဖြစ်တယ်လို့ FIFA ဥက္ကဋ္ဌ Infantino ကပြောပါရယ် New York New Jersey မှာကျင်းပမဲ့ FIFA ကမ္ဘာဖလားဘောလုံးပွဲမှာပထမဆုံးအချိန်လေးနဲ့အားလက်ချိန် half time show ပါဝင်မှာဖြစ်ကြောင်းကျွန်တော်အတည်ပြုနိုင်ပါတယ်လို့ Infantino က Instagram မှာရေးသားခဲ့ပါတယ်။ ဒါက FIFA ကမ္ဘာဖလားအတွက်သမိုင်းဝင်အခိုက်အတန့်ဖြစ်ပြီးကမ္ဘာအကြီးဆုံးအားကစားပွဲတော်နဲ့လိုက်ဖက်တဲ့ရှုပွဲတစ်ခုဖြစ်လာပါလိမ့်မယ်။ American, Canada နဲ့ Mexico တို့ပူးတွဲအင်ရှင်ဖြစ်ကျင်းပမဲ့2026ပြိုင်ပွဲမတိုင်မီ Dallas မှာ FIFA ရဲ့စီးပွားရေးနဲ့မီဒီယာမိတ်ဖက်တွေအစည်းအဝေးအပြီးမှာဒီဆုံးဖြတ်ချက်ကို Infantino ကထုတ်ပြောခဲ့တာပါ။ Half Time Show ပွဲရဲ့အသီးစားအသီးစိတ်အချက်လက်တွေဒါမှမဟုတ်ကြာချိန်နဲ့ပတ်သက်လို့ Infantino ကနောက်ထပ်အချက်လက်တွေထုတ်ပြောတာမျိုးမရှိသေးပါဘူး။ ဒီလှုပ်ဆောင်မှုဟာမာယာမီမှာပေးကရက်နှစ်ကိုပါအမေရိကဘူလူပွဲရဲ့ရှိုးပွဲကိုပုံတူကူးခြားတာဖြစ်ပြီးတော့အရီပွဲမှာကိုလံဘီယာကျဲပွဲရှက်ကီရာဟာဟတ်ဒရော့ကွင်မှာအလက်ချိန်ဖြောပြေးခဲ့ပါတယ်။အင်ဖန်တီနိုကဖီဘာအနေနဲ့ပြိုင်ပွဲရဲ့နောက်ဆုံးအပတ်မှာနယူးယောက်တိုင်းစကွဲရ်ကိုလွှမ်းမိုးသွားမယ်လို့ထည့်ပြောသွားပါတယ်ရှင်။ချန်ပီယံလိဂ်ဘူလူပွဲတက်ခဲ့တဲ့ PSG အသင်းရဲ့စွမ်းဆောင်နိုင်မှုအပေါ်လူအများကမယုံမကြည်နိုင်ဖြစ်နေကြကြောင်းနောက်ခံလူဟာကီမီကပြောပါတယ်။ PSG ဟာအခုနှစ်ရာသီမှာနာမည်ကြီးအားကစားသမားတွေမရှိတော့ပေမဲ့နီးပြ Henry K ရဲ့ဦးဆောင်မှုနဲ့အတူ League 1မှာ Champion ဖြစ်ခဲ့တယ်လို့မျိုး Europa Champions League ပြိုင်ပွဲတွေမှာလည်းဘောလုံးပွဲတက်ရောက်လာခဲ့တာပါ Champion League ဘောလုံးပွဲတက်ရောက်ခဲ့တဲ့ PSG အသင်းရဲ့စွမ်းဆောင်နိုင်မှုအပေါ်လူအများကမယုံကြည်နိုင်ဖြစ်နေကြကြောင်းနောက်ခံလူ Hakimi ကပြောပါရယ်။ PSG ဟာအခုနှစ်ရာသီမှာနာမည်ကြီးကစားသမားတွေမရှိတော့ပေမဲ့နီးပြအင်ဒရီကေရဲ့ဥဆောင်မှုနဲ့အတူလီဂူဝမ်မှာချန်ပီယံဖြစ်ခဲ့တယ်လို့ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်းဘိုလူဝဲတက်ရောက်လာခဲ့တာပါအသင်းရဲ့စွမ်းဆောင်နိုင်မှုအပေါ်လူအများကယုံကြည်နိုင်မှာမဟုတ်ဘဲပြင်းပြင်းထန်ထန်စူးစမ်းမှုရဲ့ရလဒ်ဖြစ်တာကြောင့်အသင်းသားတွေနဲ့ထိုက်တန်နေလို့နောက်ခံလူဟာကီမီကပြောပါတယ်။ နီးပြလူးဝစ်အင်နရီကေဟာတနေ့အတွင်းမှာဒီလိုအသင်းကောင်းတည်င်းကိုတည်ဆောက်နိုင်ခဲ့တာဖြစ်ပြီးနောက်ွယ်မှာလူတွေမမြင်နိုင်တဲ့ကြိုးစားမှုတွေကြောင့်ဖြစ်ကြောင်းနောက်ခံလူဟာကီမီကပြောသွားပါတယ်အာဆင်နယ်နီးပြအာတီတာကတော့ PSG အသင်းကိုရှုံးနိမ့်ခဲ့ပေမဲ့အာဆင်နယ်အသင်းကနှစ်ကြော့စလုံးမှာပိုကောင်းတဲ့အသင်းဖြစ်ခဲ့ကြောင်းဆိုပါရယ် အာဆင်နယ်ဟာ PSG ကိုပထမကြော့အိမ်ကွင်းမှာတဂိုးကိုမရှိနဲ့ရှုံးနိုင်ခဲ့သလိုဒုတိယကြော့အဝေးကွင်းမှာလည်းနှစ်ဂိုးတဂိုးနဲ့ထပ်မံရှုံးနိုင်ခဲ့တာပါနှစ်ကြော့စလုံးကိုပြန်ကြည့်မယ်ဆိုရင်ပထမအကြော့မိနစ်20လောက်ကလွဲပြီးကြံချိန်တွေမှာအာဆင်နယ်ကပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီးနှစ်ကြော့စလုံးမှာ PSG ကိုယ်တမအကောင်းဆုံးကစားသမားဖြစ်ခဲ့တာကတက်သေးဖြစ်တယ်လို့နီးပြအာဒေတာကပြောပါရယ်ချန်ပီယံလိမှာ goal area အတွင်းအဖြစ်အပျက်တွေကအဆုံးဖြတ်ဖြစ်ပြီး နှစ်ကြော့စလုံးမှာအတင်းရဲ့ဆွမ်းဆောင်ရည်ကဂုံစရာဖြစ်ခဲ့ပေမဲ့အဆုံးတက်မှာပြိုင်ပွဲကနေထွက်ခဲ့ရတဲ့အပေါ်မှာတော့ဝမ်းနဲ့စိတ်ပြတ်မိတယ်လို့နီးပြအာတီတာကပြောသွားခဲ့ပါတယ်။မြန်မာရဲ့ weekly sport season ကိုတက်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပတ်တွင်မှလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ချင်ပါသေးတယ်။တရှိအောင်ပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတက်ရှိပါရရှင်။